ဂျေစုတရားနဲ့ပြည့်ညက်တရားနဲ့မတူဘူးမိတ်ဆွေပြည့်ညက်တရားကျင့်ရတယ်ဂျေစုတရားကယုံရတယ်ဒီကာလပြည့်ညက်တရားကာလမဟုတ်ဒီကာလဂျေစုတော်ကာလခရစ်နီးယားကျင့်ရမလို့လို့ယုံရမလို့လို့ယုံမဲ့စိတ်ယုံရမလို့လို့အပြင်းမဲ့ကျင့်ရတော့မလို့လို့သူတင်ယုံတာလားကျင့်တာလားပြန်ပြန်စဉ်းစားအောင် ပြည့်ညတ်တရားလို့လို့ဂျေစုတရားလို့လို့ဒီနေ့ထိနားလဲလို့အောင်ပြောမယ်ဆိုရင်ဟိုလီနဲ့ဝန်းနဲ့မကွဲသေးဘူးကဟာတော်ပြီနားလဲလို့အောင်ပြောရနော်မယုံနဲ့ပေါက်ပါလားပေါက်ပါလားရှင်းရှင်းလင်းလင်းလို့ကြင်မာလားယုံမာလားရှင်းရှင်းလင်းလင်းလို့ယုံယုံယုံလင်းလင်းပြောတယ် ဒီဘက်အကျင့်ကလည်းတွားနေသေးရယ်ဆို something wrong ကျင့်နေဆိုရင်လည်းကျင့်တယ်ဒီတရားအကျင့်အောက်မှာပဲရှိသေးတယ်ကျင့်လို့မရဘူးဒါဆိုပြက်ပြက်တစ်ခုပဲတင်ရွေးချယ်ရမယ်တင်ဝေးရတစ်ခုပဲရှိရမယ်ယုံကြည်ခြင်းတရားဒီဟူသောဂျေစုတော်တရားကိုသင်နှလုံးသားရဲ့အပြည့်ထက်ငါကောင်းတို့ကဲတင်ခြင်းရတာတစ်ခုမှမရှိဘူးငါကျင့်နိုင်လို့လွတ်မြောက်တာတစ်ခုမှမရှိဘူးယေရှုဒီဟူသောဘုရားသခင်ဤသိုးတငယ်အသွေးအားဖြစ်ပဲ ငါဟာအပြစ်လွတ်ပြီးတော့ကောင်းကြီးခံစားရတာဖြစ်တယ်။ပြည့်ညက်တရားဘက်မှာမရှိတော့ဘဲနဲ့ဂျေစုတရားဘက်ကိုလာဖို့ယေရှုကြွလာတာဖြစ်တယ်။ယေရှုကဘာပြောလဲတလား။ငါအားတဲ့ပြည့်ညက်တွေကိုပယ်ဖို့ကြွလာတာမဟုတ်ဘူးတဲ့။ပြည့်ညက်တွေကိုပြည့်စုံဖို့ကြွလာတာ။ငါကားတဲ့ပြည့်ညက်တွေကိုပယ်ဖို့ကြွလာတယ်သူမဟုတ်ဘူး။ငါအားဖြင့်ပြည့်ညက်တွေပြည့်စုံဖို့ငါကြွလာတာ။ဝါ။တင်းရဲ့အချင်းအားဖြင့်ပြည့်ညက်ပြည့်စုံလား။ 啊！就耶稣用了第二种多比，等高米的比，啊，比的细的；等厘米的比的细的；等第二种了，第二种不叫啦，耶稣用来第二种比。阿妹、啊，耶稣叫阿的，等第二天路门内路，等做第二种不用不叫阿拉比的。大家要听我讲，我讲到后面啦，天爷的，佩的，所以大家要听我讲，我讲到后面，天爷的，耶稣阿比第二种多比。比 တချို့ကငါတို့ကျင့်မှပြည့်စုံမယ်လို့ထင်နေသေးတယ်။ဟဲ့ငါတို့စနေနေ့ကျောင်းတက်မှအဲ့ဒါမှပြည့်စုံမှာပေါ့။ဘာလဲဆိုစနေနေ့ကဥပုံကြီးအစ်စ်။ငါတို့တနင်္ဂနွေနေ့မှာအမန်။ငါတို့စနေရမှာအမန်။ငါတို့ဘယ်နေ့မှမမန်ဘူး။ယေရှုကအမန်ဆုံး။ယေရှုရဲ့ဂျေစုတရားကိုယုံကြည်ခြင်းကသာအမန်ဖြစ်တယ်။ဘာကြောက်လဲ။ပြည့်ညတ်တရားပြည့်စုံဖို့သင်မလုံနိုင်ဘူး။လုံနိုင်တဲ့သူတယောက်ပဲရှိတယ်။ယေရှု။ယေရှုအားဖြင့်ပဲပြည့်ညတ်တွေပြည့်စုံတယ်။ ကျင့်လို့ပြည့်စုံတယ်လို့ထင်နေအဲ့ဒါမှားပြီယုံကြည်ခြင်းတရားဒီဟုသောယေရှုခရစ်တော်ရဲ့ယေရှုတော်ကိုသင်ယုံလိုက်တဲ့အခါမှာသင်မကျင့်နိုင်တဲ့ပြည့်ညက်တွေအလုံးပြည့်စုံသွားပြီဟာလေလုယာဒါကြောင့်ပြည့်ညက်တွေအလုံးကဆက်ကျင့်ဖို့မဟုတ်ဘူးယေရှုခရစ်တော်အားဖြင့်ပြည့်စုံပြီဆိုတာယုံဖို့အာမင်ယေရှုကပြောတယ်ငါအဲ့ပြည့်ညက်တွေကိုပယ်ဖို့လာတာမဟုတ်ပြည့်စုံဖို့လာတာ သင်ခိုးမိတဲ့ချိန်ချင်းသင်မှရှိရနော်သင်လိမ်မိတဲ့ချိန်ချင်းသင်မှရှိရနော်ဒါပေမဲ့သင်ယေရှုကိုယုံလိုက်တဲ့အခါမှာသင်ခိုးမိပေမဲ့အဲ့ခိုးခြင်းနဲ့ဆက်ဆိုင်တဲ့ချိန်ချင်းဟာသင်နဲ့မဆိုင်တော့ပဲတဲ့အဲ့ချိန်ချင်းကိုယေရှုကလောကကားတိုင်းမှာယူသွားလိုက်တာဟုတ်ဒါဆိုရင်ဘာဘာနဲ့ပြန်ဆိုင်လဲဆိုတော့အဲ့ကျင့်တရား၁၀ပါးမှာချိန်စာရှိတယ်လို့လုံလို့ရှိရင်ကောင်းကြီးခံစားရတာလည်းရှိတယ်ဆိုးကြိုးရှိတယ်လို့ကောင်းကြိုးလည်းရှိတယ်ဒါဆိုယေရှု လောကကိုကြွလာတာ ပြည့်ညက်တရားထဲမှာပါတဲ့မင်္ဂလာတွေသင်ခံစားဖို့ကြွလာတယ်။ယေရှုလောကကိုကြွလာတာပြည့်ညက်တရားထဲမှာပါတဲ့ချိန်စာတွေကိုဖယ်ဖျက်ဖို့ ਨੇ ပြည့်ညက်တရားထဲမှာပါတဲ့ဂရိတော်တွေသင်ခံစားရဖို့ယေရှုကြွလာတယ်။ချိန်စာတွေအားလုံးကိုယေရှုခရစ်တော်ကဂရိတော်ကောင်းချီးမင်္ဂလာတွေအဖြစ်ပြောင်းလဲပြလိုက်ပြီ။အဲ့ဒါကိုယေရှုတရားလို့ခေါ်တယ်။ဒါကြောင့်မိတ်ဆွေသင်ကချိန်စာအောက်မှာရှိတော့တဲ့သူမဟုတ်ဘူး။ယေရှုခရစ်တော်ကိုယုံလိုက်တာ ਨੇ ဂျေဇူးတရားအောက်မှာရှိပြီးတော့ပြည်စုံသွားတဲ့ကောင်းကြီးမင်္ဂလာတွေအားလုံးသင်ရဖို့အဲ့ချိန်စာတွေအားလုံးယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအကုန်အစင်ပေးပြီးပြီချိန်စာတွေအားလုံးဟာကောင်းကြီးတွေဖြစ်သွားပြီကတိတော်တွေဖြစ်သွားပြီလက်ခုပ်တီးလေယေရှုနာမကောင်းကြီးပေးအောင်